မောင်မဲတဲ့စိတ်တဲ့နဲ့ခင်ရဲ့လေးလံတဲ့ရိမ်မဲတွေဟာထူလဲတဲ့တောင်တန်းတွေနဲ့ကြီးဝင်နေတဲ့တတော်တွေကိုလွှမ်းခြုံလို့နေပါတယ်။လေထဲမှာပဲငှက်တမ်းမှမကြားရပဲတောက်တစ်ခုလုံးပစိတဲ့ငိမ့်တက်လို့နေခဲ့တယ်ဗျ။တောင်ကောင်းတစ်ခုကစီးစင်းလာတဲ့မြင့်ငယ်လေးရဲ့ရေစီးတဲ့ဟာကြောင်းမဖွဲတူးညင်းတဲ့ညီရံလိုမျိုးတိတ်တိတ်လေးကြားနေရတယ်ဗျ။လေမင်းကြီးလေးကမလို့ရှက်တဲ့တိရချောက်တွေကို တူဘဝလေးပုတ်လိုက်သွားတဲ့မြင်းမဟာတကယ်ကိုထိတ်လန့်စရာပဲဗျာ။ဒုံလေးရဲ့တိစိမ့်မှုဟာလေးလံပြီးပြစီလို့နေခဲ့ပါတယ်။တွန်းတွန်းစီစဉ်နေတဲ့ရေရဲ့တန်းစင်ဟာဝမ်းနဲ့ကြီးသွားတယ်လို့မျိုးခံစားရတယ်ဗျာ။ညင်သာစွာတိုက်ခတ်နေတဲ့လေရဲ့အတန်းဟာတိုးတိမ်ပြီးနားထဲမှာဒရင်းမျိုးချလို့မျိုးထင်နေရတယ်ဗျာ။အဲဒီတန်းတွေဟာတဖြည်းဖြည်းပိုပြီးတိုးတိမ်သွားပြီးကြောက်မဖွင့်ညီတဲ့မှုတစ်ခုကိုခံတီးလို့နေပါတော့တယ်။ တနတ်ကိုစီကင်ထားပြီးကြောက်ရွံ့နေကြဝန်ပေါ်တဲ့လူငယ်၃ယောက်ဟာလမ်းပြမုံဆိုးတယောက်ရဲ့ဥဆောင်မှုနဲ့မှောင်မဲနေတဲ့တော်လန်လေးအတိုင်းကုဆုပ်ပုဆုပ်ရှောက်လာခဲ့ကြပါတယ်ဒူရိုရဲ့မျက်လုံးတွေမှာကြောက်ရွံ့ထိတ်လန့်မှုနဲ့စိုးရိမ်ပူပန်မှုတွေအထင်သာပေါ်လွင်နေတာဟာမြင်ရတူတိုင်းကိုစိတ်မချမ်းမြေ့စေမှအမှန်ပဲဗျာ။နေကန်လမ်းရမှုဆိုးကြီးကတော့မောင်နေတဲ့တော့ဝင်းကျင်ကိုအကဲခံရင်းဒရီကြီးကြီးထားပြီး ူးဆောင်လမ်းပြလို့နေခဲ့ပါတယ်။နောက်တစ်ခုလုံးလဲမြို့ကိုတွေဝင်နေခဲ့တယ်ဗျာ။လမ်းပြမုတ်ဆိုးကြီးနဲ့လူငယ်တုံးယောက်တို့ဟာတောင်းအော်လဲမှာစွန့်မြစ်ထားတာကြာပြီဖြစ်တယ်။ဘုရားကျောင်းဦးကြီးတို့ခုရဲ့မုံမောင်နာကိုရောက်လာခဲ့ကြပါတော့တယ်။လမ်းပြမုတ်ဆိုးကြီးရဲ့တာဝန်ကလည်းဒီဘုရားကျောင်းဦးကြီးစီကိုရောက်အောင်လမ်းပြဖို့ပဲဗျာ။ကဲ မင်းတို့တွားခြင်းတဲ့နေရာကိုငါရောက်အောင်လမ်းပြခဲ့ပြီးပြီမင်းတို့ကဘာလို့ခြင်းလို့ဒီဖျားချောင်းပြည့်ကြီးစီကိုလမ်းပြခံရတာလဲခမည်းကိုလမ်းပြဖို့အတွက်ပဲငှားခဲ့တာအဖွဲရဲ့ခေါင်းဆောင်ဖြစ်ငှားခဲ့တာမဟုတ်ဘူးခမည်းပါဇက်ကိုပြီးပြီးလုံဆဲရှိတာကိုလုံဆမ်းပါခမည်းဆက်ပြီးရှာရှိနေရင်ကျုပ်လက်ချက်နဲ့ဒီချောင်းပြည့်ကြီးအဆောင်တည်းဖြစ်ခြင်းမူလားဗျတကယ်တော့အဖွဲခေါင်းဆောင်ပါထင်ကမုတ်ဆိုးကြီးကိုတော့အလေကစွန့်ပစ်ထားတဲ့ဖျားချောင်းစီကိုလမ်းပြပြင်ငှားခဲ့တာပါဒါပေမဲ့မုတ်ဆိုးကြီးအနေနဲ့ ဘာဒင်တို့ရဲ့ရွေချက်ကိုမတီးဘဲလမ်းပြအဖြစ်လိုက်လာခဲ့တာဗျ။ဘာလို့လဲဆိုတော့ဘာဒင်ကငွေအများကြီးပေးပြီးနှားလာကြောင်းချက်ချင်းလက်ငင်လိုက်လာခဲ့မိတာပေါ့။ဘာဒင်ရဲ့နောက်လိုက်ပြီးနှစ်ယောက်ကတော့ဘာကြောင့်ဒီကိုလဲရတယ်လဲဆိုပြီးသိချင်စိတ်ကြောင်းညနာမူရတမျိုးဖြစ်နေတဲ့မုတ်ဆိုးကြီးကိုမချီပြုံးလေးပြုံးပြရင်တခုကိုကြောက်ရွံ့နေကြဖို့ပေါ်တယ်ဗျ။ hey မင်းတို့ဘာလို့ကြောက်ရလဲမင်းတို့တနက်ကိုလေးလေးလာတို့ရုံမှာကွာ ။ဘာတွေစကားဆုံးလို့ချင်းမှာလဲ။ကျောင်းဦးကြီးရဲ့အတွန်းပိုင်းစီကနေချင်းတေဟိနန်လိုမျိုးကြောက်စရာကောင်းတဲ့အတန်တစ်ခုကြေလောင်စာထွက်လာတယ်ဗျာ။အတန်ကြားတဲ့အတိုင်းလာဆိုရင်ချင်းတိဒါမှမဟုတ်ကြားရကောင်ကနီးနားမှရှိနေတယ်ဆိုတဲ့သဘောပဲဗျ။အဲ့ဒီအတန်ကြီးကလည်းဘာရင်တို့အဖွဲ့စီကိုတဖြည်းဖြည်းချင်းကလာပြီးမိတ္တရနီးလာခဲ့ပါလေ အရန်ကြောက်နေကြတယ်ဘာတင်ရောင်းလိုက်မြောက်ကတော့အသက်ဒီမှာကြောက်တာကြောင့်တလားစီချေဦးတဲ့ရာကိုထွက်ပြေးကြတော့တယ်ဗျာဟေးတို့ကိုထားလိုက်တော့ငါတို့နေလူမကွဲစင်နဲ့ပတ်ဝန်းကျင်ပေါ်ဒရီနဲ့တရှားကြည့်ထားအခုတော့ကျောင်းတဲ့ကြီးရဲ့ရှေ့မှာဘာတင်နဲ့လမ်းကြောင်မဆိုးကြီးပဲကျန်တော့တယ်ဗျာ ။ဘာလို့လဲ knowledge တွေကတော့ဒေါ်လင်မှာဥရိယာမရှိပဲပြေးသွားလို့နေကြပါတယ်။ဒီလွားနေရင်ကြားရကောင်ရဲ့တိုက်ခိုက်မှုကြောင့်နှစ်ယောက်စလုံးကြားတာဖြစ်ကတည်ဆုံသွားခဲ့ရတယ်ဗျာ။ခုတော့ခမပြေးပဲတကယ်နေနေကြတယ်။ဘာတွေနဲ့လမ်းကြောင်မဟုတ်ဆိုးနှစ်ယောက်ပဲကြံတော့တယ်ဗျာ။ မကြခင်ပဲเจ้าဦးကြီးရဲ့မုတ်ပေါက်စီကနေမန်ပြည်နေတဲ့ကြားကြီးတကောင်ကထွက်လာခဲ့ပါတော့တယ်။ဘားလေးနဲ့မုတ်ဆိုးကြီးလည်းကြားကြီးစီကိုတနက်နဲ့ချိန်ပြီးခုခံတိုက်ခိုက်ဖို့အတွက်ပြင်နေကြတယ်ဗျ။မုတ်ဆိုးကြီးကကြားကိုတခြားကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့အတွေ့အကြုံအရနာမည်ရမဟုတ်ဘူးဆိုတာကိုသိလိုက်တယ်ဗျ။ကြားကြီးကမော်ဝင်သူကြောင်းကြားကြီးဆိုတာသူသိလိုက်တာကြောင့်တနက်ကြီးစံကိုထုံပြီးတူတက်ထားတဲ့မန်းတန်းတချို့ကိုရွတ်ဆိုမှန်းမုံနေခဲ့ပါတယ်။ အဲဒီလိုမုံမန္တန်နေနဲ့မမ်းမုံနေတာကိုတွေ့တော့ကြားကြီးကတဟုန်တို့ပြင်းဝင်လာပြီးတိုက်ခိုက်တော့တယ်ဗျမုံဆိုးကြီးနဲ့ဗားတယ်လေဘာမှမခုခံနိုင်နဲ့ပဲမိရမာတွေပွဲချင်းပြီးဒီဆုံးလဲရပါတော့ဟဲ့ ဲနှဲငယ်ကြပြီးမနက်ခင်းတခုမှာတော့နိုင်ရလာပါတဲ့တော့လေးရဲ့လမ်းကျင်းလေးတခုကနေဖုန်းကြီးတစ်ပါးကြွားလာခဲ့တယ်ဗျ။ဆရာတော်ဥတော်ပိတာဟာနည်းလေရနာပြုနေတဲ့ဖုန်းတော်ကြီးတစ်ပါးဖြစ်ပါတယ်။လူရောက်တဲ့နေရာတိုင်းမှာတရားပဝနာကျင့်ကြံအားထုတ်တဲ့အပြင်ဒိဋ္ဌခံတွေကိုလည်းအရေးကြီးတိုက်ကြွေးကစိတ်ရည်ညှိချမှုကိုပါလမ်းပြပေးတဲ့ဆရာတော်တစ်ပါးလည်းဖြစ်တယ်ဗျ။ဒီခါမှာတော့ဆရာတော်ကနေရာကျင့်ကြံဖို့အတွက်လက်စိတ်နဲ့နေရာရှာဖို့တောတောင်ထူထမ်းလာတဲ့ဒီနေသားလေးကိုရောက်ရှိလာခဲ့တာပါ။ အဲအားကြောင့်ဆရာတော်ကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဂျွာငင်လေးဒီဝါစီကိုကြွားလာခဲ့ပါတော့တယ်။ဂျွာရာရီဟာဆရာတော်ကိုတခါမှမတွေ့ဘူးပေမဲ့လမ်းမမှာစုယုံပြီးကြီးမျိုးလေးသားစွာနဲ့ကြိုးစုံနေကြတာကိုတွေ့ရတယ်ဗျ။ဆရာတော်ဦးတော်ပိတရဲ့မျက်နှာဟာကြည်လင်အေးချမ်းပြီးမျက်လုံးတွေမှာလည်းမြင့်တက်အောင်ကြည်တွေလွှမ်းနေတာကြောင့်ညီအတူတိုင်းစိတ်အေးချမ်းရတယ်ဗျ။ဆရာတော်ကလျားချင်းညာဖို့ရွယ်ချင်းနဲ့ကြွားလာတာကိုရွာရီတိတဲ့အခါမှာတော့ တပည့်တော်ကဒီရယ်တကြီးမောင်မှုပါဖေဟာအရှင်ဘုရားကြွယ်တော်မူလာတာကြောင့်ဝန္တာလာပါတယ်ဖေဟာဒီရွာလေးကိုအရှင်ဘုရားရဲ့ခြေအားနဲ့ထိတွေ့ဝင်ရတာတပည့်တော်တို့ရဲ့ကံကောင်းခြင်းပါပဲတပည့်တော်တို့အားလုံးဝန္တာကြီးနူးနေကြရပါတယ်ဖေဟာတပည့်တော်တို့ရွာကတင်းငယ်တဲ့ရွာလေးတွေပါဖေဟာဒါကြောင့်ဆရာတော်တရင်တုံးပြီးတရားထုတ်ဖို့အတွက်ကြောင်းမရှိပါဘူးဖေဟာတပည့်တော်တို့ရွာနောက်ဖက်ကတော့ရဲ့လေမှာ တင်ထားတာကြာပြီဖြစ်တယ်။ကျောင်းပြကြီးတခုပဲရှိတာပါဗျာ။ဦးစင်းတို့အဆင်ပြေပါလေတကား။တော်ရင်မှဆိုတော့ပုံပြီးနေစိတ်တာပေါ့။ဦးစင်းအဲ့ဒီကျောင်းအောင်မှာပဲတရင်တုံးပြီးတရားအထုတ်လို့ရပါတယ်။ဒါပေမဲ့အဲ့ဒီမှာလူလားစားတဲ့ကြားကြီးတကောင်ရှိတယ်လို့လူတွေကပြောနေကြပါတယ်ဗျာ။အရှင်ဖေကအဲ့ဒီဘက်ကိုကြွတော့မကူပါနဲ့ဗျာ။အနေအများပါတယ်ဗျာ။အဲ့ဒီကျောင်းတော်ကြီးကိုဘယ်သူမှမတွားရဲကြဘူးဗျာ။ အဲ့ဒီကျောင်းထဲကိုဝင်သွားတဲ့လူတွေတယောက်မှပြန်ထွက်မလာနိုင်ဘူးဗျာအကုန်လုံးကြားသားဖြစ်ကုန်ကြတာဗျာလွန်ခဲ့တဲ့ရက်နေ့ငယ်ကပဲလူလေးကအဲ့ဒီကျောင်းကိုတွားလို့ကြားကြိတ်ခံရပြီးတီးပြီးဗျာအရှင်ဖုရားရဲ့အတက်အန္တရာယ်အတွက်တပည့်တော်တို့တကယ်ဆိုရင်တော်မူပါတယ်ဗျာအရှင်ဖုရားတို့ဒီလောက်ကိုရှိတဲ့ယဟန်တော်ကိုဘာအန္တရာယ်မှမဖြစ်စေချင်ပါဘူးဗျာအဲ့ဒီဘက်ကိုကြွားတော်မူပါနဲ့ဗျာဒကာဒကာမတို့ရဲ့စေနာကိုဦးစင်းနားလဲပါတယ် ဒါပေမဲ့ဦးစင်အဲ့ဒီကိုကောင်းတဲ့ရွေချင်းနဲ့ပဲကမထချင်းဖို့ကြွလာတာပါအဲတော့ကြောင့်မကောင်းဆိုးဝါးတွေနဲ့တလိဆန်တွေကဦးစင်ကိုတိုက်ခိုက်လာမှာကိုဦးစင်မစိုးရင်ပါဘူးကွယ်တကယ်လို့ကြားကဦးစင်အတက်ကိုယူမယ်ဆိုရင်တော့ယူပါစီဦးစင်ရဲ့ခန္ဓာကိုယ်ကိုပေးပြီးသားပါဆရာတော်ဦးတော်ပိတရဲ့မယားမှုကိုကြားရတဲ့အခါမှာတော့ရွာသားတွေလည်းပူပြီးလေးစားတော့ကြပါတော့တယ်။အဲဒါဆိုရင တပည့်တော်နဲ့တပည့်တော်ရဲ့နောက်လိုက်ကိုအရှင်ဘုရားနဲ့အတူကျောင်းဝကြီးစီကိုလိုက်ခွင့်ပြုပါဗျာအကြောင်းတစ်ခုခု ဖြစ်တဲ့ဆိုရင်တပည့်တော်တို့အရှင်ဘုရားကိုအကူအညီတော့ပေးနိုင်မှာပါဗျာဆရာတော်ကလည်းမငင်းတော့ပဲလိုက်လာခွင့်ပြုလိုက်ပါတယ်ဆရာတော်ဦးတော်ပိတဟာတောအထက်ကနေဖြင်းချင်းစွာရှောက်လာတယ်ဗျ။ဆရာတော်ရဲ့နောက်မှာတော့ ကကြည်ဦးမောင်ဘူးနဲ့သူ့ရဲ့တပည့်လေးလိုက်ပါလာပါတော့တယ်။လူတို့ရဲ့မျက်နှာတွေမှာတော့ဆရာတော်ရဲ့ဆုံးဖြတ်ချက်ကိုလေးစားတဲ့အမှုရာတွေထင်သာပေါ်လွင်လို့နေရဲ့ဗျ။ကျောင်းဦးကြီးရဲ့ပရဝံတို့ကိုရောက်တဲ့ခါမှာတော့ဆရာတော်ကဇေဒီအမီနာဘောရီညောင်မင်းကြီးရဲ့အောက်မှာတရားအားထုတ်နေခဲ့ပါတယ်။ကကြည်နဲ့သူ့ရဲ့တပည့်ဖြစ်သူကတော့ဆရာတော်ရဲ့ကြီးညာမှုကိုအနောက်ရှက်ဖြစ်မှာစိုးလာကြောင်းကျောင်းဦးကြီးရဲ့မှာတွားနေခဲ့ကြတယ်ဗျ။ တပြေးပြေးနဲ့ညာချင်းစီကိုချင်းကလာတဲ့အခါမှာတော့တောင်းနဲ့အတူចောင်းဝင်းကြီးတခုလုံးဟာတိတ်ဆိတ်လို့နေခဲ့ပါတယ်။ညင်ညင်လာလာတိုက်ခတ်နေတဲ့လင်းချင်းလေးနဲ့ဒီကနာအွန်လီရတဲ့အိတ်တန်းဝင်ငှက်လေးတွေရဲ့အတန်ကိုဒါကြားနေရတယ်ဗျ။ဒါရလာတဲ့ညာလေးတညဖြစ်တယ်လို့ဆရာတော်တို့ကတရားထုတ်ဖို့တင်တော်တဲ့နေရာလေးလည်းဖြစ်တယ်ဗျ။တကြီးနဲ့တပြီးဖြစ်သူလဲဆရာတော်တို့ကရေချမ်းလာကပ်ပါတော့တယ်။ဦးစင်းတို့ကတပြီးတော်တို့ရေချမ်းကပ်လူပါတယ်ဗျာ။ဦးစင်းလက်ခံပြီးတော်မူပါဗျာ။ ရာတော်နဲ့တောက်တော်ကြီးကိုတုံးဆောင်ပြီးတကြီးတို့ကိုဆူတောင်းမြေတာပေးနေခဲ့ပါတယ်။ဆူတောင်းမြေတာပေးပြီးပြီးချင်းမှာပဲအမောင်ရဲထဲကနေလူတယောက်ထွက်လာတယ်ဗျ။ရာကျောင်းဦးကြီးရဲ့ကနေအသက်80အရွယ်လောက်ရှိတဲ့လူကြီးတယောက်ကမိရင်ကိုကင်ပြီးဆရာတော်ဦးတော်ပိတစီကိုတည့်တည့်ရှောက်လာပါတော့တယ်ဆရာတော်ရဲ့ရှေ့ကိုရောက်တဲ့ခါမှတော့ရက်လိုက်တယ်ဗျာ မရေတွေ့နေပြီဖြစ်တဲ့အဲ့ဒီအဖိုးကြီးကဆရာတော်ကိုညင်သာတိမ်မိတ်စာမေးလိုက်ပါတယ်။ဦးစင်းတို့ဘယ်ကနေကြွလာတာလဲ။ဒီကိုဘာလို့ဖို့အတွက်လာကြတာလဲ။ဒီမှာမတော့ကြဘူးလားဖေ။ဦးစင်းဒီကိုတရားအားထုတ်ဖို့အတွက်လာခဲ့တာပါ။ဦးစင်းတို့ဟာဒီနေ့မှမလွဲဧကန်တရားမှာပါပဲတကား။ဦးစင်းရဲ့မုံမြတဲ့ခြင်းညာအားထုတ်မှုအတွက်ဒီရမှာကိုကြောက်ရွံ့ခြင်းအလျင်းမရှိပါဘူးတကား။ကောင်းပါပြီ။ တရားဓမ္မကဥစဉ်ကိုကူညီနိုင်မယ်ထင်တပည့်တော်ကိုပြပါတပည့်တော်စောင့်ကြည့်နေပါမယ်တပည့်တော်ကဒီကျောင်းမှာတယောက်ထဲနေတဲ့ကျောင်းဆောင်မှာတပည့်တော်ကဒီကျောင်းကိုဘယ်သူတွေလာပြီးညာကြီးမို့ချို့ဘာတွေလုပ်နေတာလဲလို့လာကြည့်အောင်ပါအဖိုးကြီးလည်းပြောရရှိတာပြောပြီးတဲ့နောက်မှာတော့အမောင်သူလေးကိုရှောက်ဝင်ပြောက်ွယ်သွားတော့တယ်ဗျာတပည့်တော်တို့နှစ်ယောက် ဦးစင်းရဲ့တရားအထုံးမှုကိုနှောက်ယှက်မဖြစ်ရအောင်ဟိုဘက်ကကြောင်းဦးထဲမှာပဲတွားနေပါမယ်ဖေဟာဦးစင်းတခုလိုရင်တပည့်တော်တို့ကိုလန့်ခတ်လိုက်ပါဖေဟာတကြီးတို့လည်းအနာကကြောင်းဦးလေးစီကိုလျှောက်သွားတော့တယ်ဗျာဆရာတော်ကဆရာယုံကိုစူးစီးပြီးတရားကျင့်ရမှုကိုစပါတော့တယ်ညာငယ်လေးရဲ့အတန်နဲ့အတူလိုင်အောင်တွေကလည်း ဟောဒီညောင်မင်းရဲ့အကိုင်းခတ်တွေကြားကနေခြားကြလို့နေပါတော့တယ်။ဒီနေ့ညတရားကြည့်ညံမှုကဘာဖြစ်လာမဲလို့မခံမှန်းနိုင်ဘူးဗျ။ဘာလို့ပဲဖြစ်လာဖြစ်လာဘယ်ယာရီနဲ့ပဲဂျုံဂျုံကြည့်ကြံမှုမှာအဓိကကစိတ်ခိုင်းနေဖို့လိုတယ်ဗျ။ဘယ်လိုဆိုးတဲ့အနောက်ရက်တွေပဲလာလာရည်ရချက်အတိုင်းဘယ်တော့မှနောက်မဆုတ်ရဘူးဗျ။ဆရာတော်ကလမ်းလျှောက်ရင်တရားရှုမှတ်နေတဲ့အချိန်မှာတော့မကောင်းဆိုးဝါးတချို့ဟာ ဆရာတော်ရဲ့စိတ်အယုံကိုနောက်ဆက်ဖို့လှုပ်လာပါတော့တယ်။ခဝေးဝေးကကြားဟိနန်တဲ့တဲ့ကိုကြားလိုက်ရပြီးအချိန်ခဏကြားတဲ့အခါမှာတော့ဒုတိယရဲ့စူးဝါးစွာအော်တဲ့အတန်ကိုမေးပြီးဆရာတော်ရဲ့တရားအထုတ်မှုကိုနောက်ဆက်တော့တယ်ဗျ။အဲဒီနောက်မှာတော့ကြားရတဲ့ခံမှုနဲ့အတူဒုတိယရဲ့ခြေလုံးစွာအော်တဲ့အတန်တွေနဲ့အဖက်ဖက်ကနေနောက်ဆက်နေခဲ့ပါတော့တယ်။ဒါပေမဲ့အဲ့ဒီအနှောက်အယှက်တွေကဆရာတော်ရဲ့စိတ်အရုပ်ကိုပြတ်ပြတ်အောင်မလုပ်နိုင်ခဲ့ဘူးဗျာ။ ဆရာတော်ကအတန်တွေကြောင့်စိတ်ရယုံကိုပြက်လို့မတော့အောင်ထိချုပ်ထားခဲ့ပါလေ။အဲ့ဒီအတန်တွေကတကယ်မရှိဘူးလို့စိတ်နှလုံးမှာအာရုံပြုထားတယ်ဗျာ။တကယ်တော့ဘယ်ရာမှမတည်မြဲနိုင်တာမကောင်းဆိုးရတဲ့အတန်ဟာဘယ်လောက်ကြာနောက်ရှက်နေနေမှာလဲဗျာ။ဆရာတော်ကတော့ဘလို့အနောက်ရှက်တွေပဲလာလာစိတ်ရယုံဟာလမ်းလျှောက်နေတဲ့အပေါ်မှာပဲတည်ငြိမ်အောင်ထားခဲ့ပါလေ။အဲ့ဒီချိန်မှာတော့တကြီးတို့ဆရာတစ်ပည့်နှစ်ယောက်ဟာ ကျောင်းထဲမှာတခုခုကိုလိုက်ရှာနေကြပုံပဲဗျာကျွန်တော်ပြောဘူးလားဗျာဒီမှာမရှိပါဘူးလို့ကျွန်တော်တကြောင်လုံးနဲ့အောင်ရှာခဲ့ပြီးပြီရွှေစင်းသူတို့ကတဆူးမှမတွေ့ခဲ့ဘူးတကယ်တော့တကြီးနဲ့တပီးဖြစ်သူဟာဟိုအရင်ကတည်းကဒီဘုရားကျောင်းမှာရှိခဲ့တဲ့ရွှေစင်းသူတို့ကိုအကျိုးစီးပွားအတွက်လာရှာရင်ဆရာတော်ရဲ့နောက်ကိုအကြံနဲ့လိုက်ခဲ့ကြပုံပဲဗျာဆရာတော်ရဲ့တကူအမှုဘော်ကိုအငဲခတ်မိလို့လေသူတို့ကလိုက်လာရဲကြတာဗျာသူတို့စကားပြောနေကြတော့မှပဲကျောင်းဆောင်အမြင်ဘက်က လူပြောလျှောက်လာတဲ့ကြားလို့လှည့်ကြည့်လိုက်ကြပါတော့တယ်။အဲဒါကလှပတဲ့မင်းမျိုးလေးတယောက်ပဲဗျာ။အမျိုးသမီးတွေရဲ့လှပနဲ့ပတ်သက်ပြီးမကန်စားဘူးတဲ့လူငယ်လေးဟာအဲ့ဒီမျိုးသမီးရဲ့ကြီးကျယ်ခမ်းနားတဲ့လှပကြောင့်ဒီမနောက်ကိုလိုက်သွားခဲ့ပါတော့တယ်။တကြီးဖြစ်သူလဲနောက်ကနေအမြန်ပြေးလိုက်သွားပြီး အဲ့ဒီနောက်ကိုမလိုက်နဲ့မင်းယူနေရလားလောဘဒေါသမောဟဆိုတဲ့စိတ်ကူလွှတ်ချုပ်ထားတဲ့မဲမောင်ရဲ့အမှုတွေကိုသတိနဲ့လက်ခံပါဒါဟာလေးအောင်ပြေးဆိုထားတဲ့ထူထဲတဲ့နန်းကြီးရဲ့ဒီပါလေအတွေးတွေကိုမစင်ကြဲတဲ့အကြီးကြီးဖြစ်ပြီးပြောင်းလဲပါစေတဲ့ကော ဆရာတော်ဦးတော်ပိတရဲ့စိတ်အယုံကနေတတိပေးတဲ့အတန်တဲ့တဲ့ကိုလူငယ်လေးလည်းကြားလိုက်ရတယ်ဗျ။အဲ့ဒီအချိန်မှာပဲလူငယ်လေးလည်းမကောင်းဆိုးဝါးရဲ့ပြူစားမှုကနေလွတ်မြောက်ခဲ့ပါတော့တယ်။ဒါပေမဲ့အဲ့နာကနောက်ကျသွားခဲ့ပါပြီ။မိရပြူလေးဟာချက်ချင်းပဲအမောင်ကြီးထဲမှာတောက်ွယ်သွားတယ်ဗျ။ဒါဆက်ထဲမှာပဲကြားကြီးတဲ့ဘောင်ကတပင်ကြီးရဲ့နောက်ဝဲကနေထွက်လာခဲ့ပါတော့တယ်။ကြားကြီးကလူငယ်လေးရဲ့ရှေ့ကိုခုံလာလိုက်တယ်ဗျာ။ ကံကောင်းစွာပဲတကြီးရွတ်သူမှာမော်ဝင်ပစ္စည်းတချို့ပါလာခဲ့တယ်ဗျာတကြီးကသူ့မှာပါလာတဲ့မော်ဝင်ဆင်းွားကိုဆင့်ခေါ်ပြီးကြားကြီးကိုပြန်လဲတိုက်ခတ်မှုပြင်းတော့တယ်ဗျာသူ့ရဲ့မော်ဝင်ဆင်းွားဟာကြားကြီးကိုမနိုင်နိုင်မှတကြီးဖြစ်သူသိရဲ့ဗျာဒါပေမဲ့ဆင်းွားကတကြီးနဲ့တကြီးဖြစ်သူကိုအဲ့ဒီနေရာကနေပြင်းလို့ရအောင်အာယုံတော့လွှဲပေးထားနိုင်တယ်ဆိုတာတကြီးကသိတယ်ဗျာတကြီးရဲ့တပည့်ဖြစ်သူကတော့အလုံးကြောက်လန့်လို့နေခဲ့ပါတယ် တကြီးလဲဂရီးပြည်သူကိုအနာခေါ်လို့တွားကစင်းသားကိုကြားမိတ်စာကြီးနဲ့တိုက်ခိုက်ပြီးအချိန်ဆွဲအောင်လွှဲထားဖို့ထားခဲ့တယ်ဗျာကြားမိတ်စာကြီးကတော့တကြီးရဲ့မော်စင်းသားကိုတခါလေးပဲကြိုက်တက်ပြစ်လိုက်တော့တယ်ဗျာ အကြီးတို့နှစ်ယောက်လည်းဆရာတော်ကြီးစီကိုမော်တော်ကပြေးလာခဲ့ကြပါတော့တယ်။မောဆိုနေတာကြောင့်စကားတော်တမ်းမပြောနိုင်တော့ဘူးဗျာ။ရှင်ဖီအာတပည့်တော်တို့ကငယ်ပေါင်းဖီအာကြာကြီးကတပည့်တော်တို့ကိုတတ်ဖို့လာနေပါပြီဖီအာ။အကြီးတို့စကားပြောဖို့အချိန်တော်များလိုက်သေးခင်မှာလေကြောင်းတံတုံရင်နေတဲ့ကြားမိတ်စာကြီးရဲ့အတန်းထွက်လာခဲ့တယ်ဗျာ။ကြာကြီးကအချိန်နဲ့ပြေးဝင်လာပြီးဆရာတော်ကိုဖုန်းလိုက်ပါတော့တယ်။ ဒါပေမဲ့ကြားကြည့်မှာတော့နောက်ကိုပြန်လွန်သွားပြီးဆရာတော်ကြီးကိုထိလို့မရဘူးဖြစ်နေတယ်ဗျာခိုးပြီးကိုက်ဖို့လိုလိုက်တိုင်းတခုငိုတိုင်းနေပြီးတော့ငမဲကလေးပုံစံနဲ့ပြန်ခိုးထွက်သွားခဲ့ပါတယ်ကြမ်းမစာကြီးကအချင်းကြကြီးရိုးရဲတိုက်ခတ်ပြီးမဲ့ဆရာတော်ကြီးအနာကိုတော့မကန့်နိုင်ခဲ့ဘူးဗျဆရာတော်ကြီးရဲ့ခန္ဓာကိုယ် နည်းနည်းလေးတော့မထင်နိုင်ခဲ့ပါဘူးဆရာတော်ကြီးကိုဘာမှလုပ်လို့မရတဲ့အဆုံးမှာတော့ကျမိတ်စာကြီးကဒကြီးတို့နဲ့ကိုတိုက်ခိုက်မှုပြင်းလို့ရတယ်ဗျာပထမဆုံးဒကြီးရဲ့ခြေထောက်ကိုကိုက်ပြီးရွေးတိုက်ဆွဲသွားခဲ့ပါတော့တယ် တော်လိုက်တော့မြေအပြစ်ကြီးများနေပြီအငယ်၍ဒီဟာအပြစ်တွေကိုဆက်လုပ်နေုံပဲပြီးတော့လူမြောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုနားမလည်သေးဘူးဆိုရင်တဏျာကနေလူမြောင်နေမှာဘုတော်ဘူးတစ္ဆာဒီယာနဲ့ဒီနာဒီယာဟာအရာရာကိုပြောင်းလဲစေနိုင်စွာရှိတယ်ဒီဟာသူ့ရဲ့အတက်ကိုချမ်းသာမိခြင်းဖြင့်ဒီနာဒီယာကိုပြတ်တာပါအဲ့ဒီဒီနာဒီယာဟာသူ့ကိုနောင်တရစေပြီးမှန်ကန်တဲ့လမ်းကိုရောက်ရှိနိုင်နေကွယ် အမြဲတော်လာကိုပြောချပြီးကုနာတရားကိုလက်ခံထားပါအသက်ရှိတဲ့တတော်ရီအားလုံးမှာအသက်ရှင်တန်ရာကိုရင်းရှိပါတယ်ဆရာတော်ကြီးကဆုံးမလိုက်ပြီနဲ့ကျမိတ်ဆာကြီးကတော့လမ်းမထောက်ခဲ့ဘူးဗျာဒီကြီးရဲ့အသက်ကိုနှုတ်ဦးတာပြင်နေတယ်ဗျာအဲ့ဒါကိုမြင်လိုက်တဲ့အခါမှာတော့ဆရာတော်ဟာဆူတောင်းမြေတာပူရင်ဂရမန္တန်ဒီကိုယူလိုက်တယ်ဗျာဆရာတော်ကမန္တန်တချို့ကိုယူလိုက်တဲ့အခါမှာတော့ဆရာတော်ရဲ့နောက်ဘက်အမောင်တွေကနေကြားပြူကြီးတကောင်ထွက်လာခဲ့တော့တယ်ဗျာ ကျားဖြူကြီးကကျားမိသားကြီးရဲ့ရှေ့ကိုခုန်ပြီးတွားလိုက်ပါလေ။ကျားမိသားကြီးရဲ့ရှေ့မှာမန်ပြည်ရင်းအောင်လို့နေခဲ့တယ်ဗျာ။အဲဒီခါမှတော့ကျားမိသားကြီးဟာအာရင်ချင်းနေနေတဲ့ပုံစံမျိုးနဲ့ငင်းကြတော့ရတယ်ဗျာ။ဆရာတော်ရဲ့တကူရှင်ဝါကိုလည်းအံဩလေးလာနေပါတော့တယ်။ ရမိစာကြီးလဲဆရာတော်ကြီးစီဖိဖိချင်းလျှောက်လာပြီးညိုတီပြီးတော့တယ်ဗျာချက်ချင်းပဲရမိစာကြီးကလူတွင်ကြောင်းလာပါတော့တယ်ဘာလို့ဒီလူဆူရနဲ့လူတွေကိုကာကွယ်ပေးနေတာလဲဗျာလူဘွားကိုကောင်းတီဖြစ်စီချိုးတီဖြစ်စီမှန်ကန်တဲ့လမ်းကြောင်းကိုရောက်ဖို့လူပြီးမလို့ပဲတကားတော့တင်တို့ဟာ ယခုခံစားရတဲ့အမြင့်ရဲ့အကျိုးဆက်ကိုနားလဲပါစေ။နောက်တော့လောဘကိုရှောင်ရှားပြီးကောင်းသောလူများကိုသာလှုပ်ဆောင်ပါ။ဒီဟာကကြီးလေဘာမှမစိုးရင်ပါနဲ့တော့ဦးစင်းဒီမှာရှိပါတယ်။တကားကြီးလေကောင်းရပုံကိုတွားပါတော့ ဣတံမေပုံညာတဘတတာနံတဝိတတာဒုက္ခိတာဟောတုအယံသာဒါနတာအာနိတောအမဂန်ဒုက္ခဝဟောတုအတဝခယဝဟံဟောတု ဤကောင်းမှုဒီမာ၏အကျိုးဖြစ်ပါစေ။ခတ်တိန်တို့တက်လဝါတို့အားလည်းချမ်းသာခြင်းအကြောင်းဖြစ်ပါစေ။ထိုခတ်တိန်တို့တက်လဝါတို့သည်ကိုယ်စိတ်နှင့်ပြချမ်းသာကြပါစေ။ဤဒါနအကျိုးသည်မတို့ကချမ်းသာခြင်းကိုဆောင်လာခြင်းဖြစ်ပါစေသတည်း။ထိုဒါနသည်ကိရိတာတော်ကိုဆုံးရမျက်နှာပြန်တို့ရောက်စေခြင်းဖြစ်ပါစေသတည်း။ဆရာတော်က ခန္ဓာအနုမောဒနာကိုပွားများလိုက်တဲ့အခါမှာတော့ကြာမိတ်စာလူသားရဲ့ခန္ဓာကိုယ်ဟာပြောက်ွယ်သွားတော့တယ်ဗျ။အဲဒီလိုပြောက်ွယ်သွားတဲ့အခါမှာတော့အနီးနားမှာရှိတဲ့ဇေဒီတို့ဟာအပေါ်ရန်အောက်လာတွေကြွားကြပြီးချွေအောင်ဖျားဆီးလို့တော့သူပေါ်လာခဲ့ပါတော့တယ်။ဂျီရိုဟာဖြစ်ပြတဲ့ညတော့အကြောင်းအရာတွေအားလုံးကိုကျောင်းဝင်လုံးလုံးစွာကြီးစုနေကြပါတယ်။ ရွှေစင်းထူတော်ကိုလိုချင်တက်မှတ်ခဲ့တဲ့တကြီးတို့ဟာဥတော်ပိဒထံသို့ကတ်လာပြီးမိမိရဲ့မှားယွင်းမှုကိုဝန်ခံကာနောက်ထပ်ရအောင်ချုပ်ထားလာပါတော့တယ်။တပီတော်ဟာလောဘရဲ့ကြွင်ဖြစ်ခဲ့မိပါတယ်။ရွှေစင်းထူတော်ကိုတက်မှတ်ပြီးခိုးယူဖို့ကြံရွယ်ခဲ့မိပါတယ်။ယခုခါမှာတော့တပီတော်ဟာနောက်ထပ်ရဲ့မိလျံမှာလောင်ကျွမ်းနေရပါပြီ။တပီတော်ရဲ့လောဘသောကြောင့်တပီတော်တို့ရဲ့အတက်တီးဒီဆုံးရတော့မလို့ဖြစ်ခဲ့ပါတယ်ဖေဟာ။ နောင်တရခြင်းဟာကောင်းမြတ်တဲ့အရာဝင်ဖြစ်ပါတယ်။မိမိရဲ့အမှားကိုတည်မြင်လို့ပြုပြင်ခြင်းဟာ အလွန်ရေးကြီးတယ်ကွ။နောင်ချင်းဒီမှာဤကဲ့သို့သောအမှားမျိုးထက်မှန်မကျွလို့မိစီဖို့ဒတိဝရိယထားကြပါတကားကြီးတို့။တကယ်တော့ဟိုရင်ကဒီဖျားเจ้าကြီးမှာဓနာယီပုံမြင်ရှိခဲ့တယ်ဗျ။ အရင်ချိန်တုန်းကအဲ့ဒီဒေတာမှာရှိတဲ့လူတွေကခြွေစစ်တွေနဲ့ဖျားရုပ်ပွားတော့တစုတီထားကိုဝင်ခဲ့ကြပါတယ်ဒီအနေငယ်ကြတဲ့အခါမှာတော့အဲ့ဒီရွှေဖျားဆင်းသူတော်ရဲ့ရင်ဟာဝေးပဝင်းကျင်နေပေတဲ့အထိပြန့်နှံ့သွားခဲ့တယ်ဗျ။ဝေးကရွာတွေအထိပြန့်နှံ့သွားတဲ့အခါမှာတော့လောဘတာလူလားတချို့ကအဲ့ဒီရွှေဖျားဆင်းသူကို အကျိုးစီးပွားတော့မကြာခဏဆိုလို့ခွင့်ရကြဖို့ပြင်ညာတော့တယ်ဗျာမကြာမကြာဖြစ်နေတော့အဲ့ဒီမှာရှိတဲ့ဘုန်းကြီးတွေနဲ့ဘုန်းကြီးကောင်းလာတွေအတွက်ပြက်နာဖြစ်လာတာပေါ့အဲဒါကြောင့်အဲ့ဒီရွှေဖျားစင်းသူကိုဇီရီတော်တို့ခုတို့မှထာဝနာပြီးဘယ်တခိုးတည်းမှမခိုးနိုင်ခင်မှာပွက်ထားခဲ့ကြပါတော့တယ်ဒါပေမဲ့ဒီနေ့မှာတော့ဘုန်းကြီးတွေပါဝင်ဘုန်းကြီးကျောင်းသားတွေပါဓမ္မတွေရဲ့လက်ရှိကြောင် ဘွာတပားကိုကူးထားခဲ့ရတယ်ဗျ။ဒါပေမဲ့ဓမြတွေကရှင်စင်းလူတော်ကိုမတွေ့ခဲ့ပါဘူး။ဓမြတွေတက်သွားတဲ့အထက်ကကမိယတယောက်ရဲ့ဝိညာဉ်ဟာမကျွတ်လို့ပဲရှင်စင်းလူတော်ကိုစောင့်ရှောက်နေခဲ့တာပါ။သူ့ရဲ့ဝိညာဉ်ဟာကြားရအောင်ရဲ့ခန္ဓာကိုယ်ထဲမှာတွားနေပြီးကြားဖြစ်သွားပုံရတယ်ဗျ။ဒီညာဆွေးမြေခံထားရပြီမဲ့ရွှေသားစင်းနဲ့တွန်းထုတ်ထားတဲ့တံပိုးကြီးရဲ့ရွှေပြားစင်းလူတော်ကတော့ရှိနေပါသေးတယ်။လောကကြီးပြီးတက်မှတ်တဲ့လူတွေရန်ကနေဒီညာကိုကာကွယ်ဖို့လူဆောင်ငိုင်းနေခဲ့တာဗျ။ ချိန်ထဲမှာပဲပြားရောက်ကအဲ့ဒီရွှေပြားရုပ်ထုကိုခိုးယူဖို့စဉ်းစားနေပုံရတယ်ဗျာဒါပေမဲ့ဘယ်တစ်ခုကမှဘုရားစင်းတော်ကိုခိုးယူဖို့မပြောနဲ့ရှားတော်မတွေ့ခဲ့ဘူးဗျာတကိုးတော်တော်များများကခိုးယူဖို့ရှာဖွေခဲ့ကြပြီမဲ့ဘယ်ချိန်မှမအောင်မြင်ခဲ့ကြဘူးဗျာအဆောင်ကြားကြီးရဲ့တိုက်ခိုက်တာခံရတာကြောင့်ခိုးယူသူတွေလည်းတယောက်မှအသက်မရှင်ခဲ့ကြပါဘူး တကယ်တော့ရွာကြီးရဲ့နှလုံးသားထဲမှာလဲတခိုးတွေလိုပဲလောဘတွေနဲ့ပြင်းနေနေကြတာပါဆရာတော်ဦးတော်ပိတာကြွလာတာကိုတွေ့လိုက်တဲ့နေ့ကတကြီးကအခွန်ကောင်းတစ်ခုကိုမြင်လိုက်တာဗျအဲဒါကြောင့်ဆရာတော်ကိုခုလုံးလုပ်ပြီးရွှေပြားစင်းတူကိုရအောင်ရှာဖို့ကြံနေကြတာပါတပည့်တော်ကဦးစင်းကိုအမိပြုပြီးရွှေပြားစင်းတူကိုအကျိုးစီးပွားအတွက်ခိုးယူဖို့ကြံမိကြတာပါဗျာဦးစင်းရဲ့ဘုံလူကိုအာနုဘော်တွေကြောင့်နာတပည့်တော်တို့ကြားမိတ်စာရဲ့လက်ထဲကနေလွတ်မြောက်ခဲ့တာပါ တပီတော်တို့ကအဲ့ဒီဖျားဆင်းလူကိုခိုးအိုရှာတာကြောင့်ကြားကြီးရဲ့တိုက်ခိုက်တာကိုခံရတာပါဗျာဆရာတော်ဦးတော်ပိတဟာတူတော်ကောင်းတရားနဲ့ပြည့်စုံတော်မူပြီးဘုန်းကိုအာနုဘော်ဟာလည်းလွန်လာကြီးမားတယ်ဗျာသူ့ရဲ့ဂိယူနာစိတ်ကြောင့်တကြီးတို့ရဲ့ရွယ်ချက်ကိုတိလာတောင်းကျောင်းဟုတ်ကြီးစီကိုလိုက်ခဲ့ဖို့ခွင့်ပြုပေးခဲ့တာပါဆရာတော်ကတကြီးတို့ကိုလမ်းမှန်ပြဖို့ရွယ်ချက်နဲ့ခွင့်ပြုပေးခဲ့တာဗျာနောက်ဆုံးမှာတော့ဆရာတော်ကတကြီးတို့ကိုလမ်းမှန်ပြပေးပြီး လောဘအမောင်တွေကနေအလင်းကြပေးနိုင်ခဲ့ပါတော့တယ်အဲ့ဒီဖြစ်ဖြစ်ဒီပြီးရဲ့အခါမှာတော့ပြင်ထားကြတဲ့ចောင်းတော်ကြီးကိုပြန်လည်မိုးမှန်ပြီးဖိုးတော်ကြီးတွေပင့်ကဒရင်တုံးစီပါတော့တယ်ကြည့်ရှုနာစင်ဒူပီတဲ့များခင်ဗျာ ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဂျာမိတ်စာကိုလမ်းပြဒူဖုံကြီးနဲ့လောဘဒါမျှဇလန်းကတော့ ဒီလောက်နဲ့ပဲပြီးဆုံးသွားခဲ့ပါပြီကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကြောင့်တနေ့လာပြင်ပမှုတွေပြေရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးဝေဖန်အကြံပြုပေးချင်တာလေးတွေရှိရင်လည်းကွန်မန့်လေးတွေရေးတော်ပေးခဲ့ကြပါအောင်ဗျကျွန်တော်ကတော့စီစဉ်တင်ဆက်သူဖြိုးဝေပဲဖြစ်ပါတယ်ဗျပရိသတ်များအားလုံးကပ်ပေးကြီးကနေလွှဲဖက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဗျ